ကျွန်တော်ရဲ့မိတ်ဆွေတနင်္လာသားသမီးများတွေဒီဇင်ဘာလတလတာနဲ့ပတ်သက်တဲ့ကံကြမ္မာအခြေအနေများကိုပြည်ပြည်စုံစုံလေးဖော်ပြပေးမှာပဲဖြစ်ပါလေခင်ဗျာအဲ့တော့ပထမဦးဆုံးအလောက်ကိုင်းနဲ့ပတ်သက်တဲ့အခြေအနေကိုစပြီးတော့ကြည့်ပေးပါမယ်တင်လာသားသမီးများခင်ဗျာဒီဇင်ဘာလအတွင်းမှာအလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့ဒါအဆင်မပြေခဲ့တဲ့အခြေအနေတွေကိုကြော်လွန်ပြီးတော့အဆင်ပြေမှုတွေနောက်ကောင်းမွန်တိုးတက်မှုတွေကိုပြန်လည်ပြီးတော့ရရှိလာနိုင်ပါလိမ့်မယ်အရင်တော့ကလိုချင်ခဲ့တဲ့မရပြစ်ခဲ့တဲ့အခွင့်အလမ်းကောင်းတွေ ပြန်ရလာနိုင်လိမ့်မယ်လို့တွေးရပါတယ်။နောက်တချို့သောသူတွေကအလုံဟောင်းနေရာဟောင်းတွေကိုပြန်ရောက်သွားတာမျိုးတွေလည်းပဲကြုံရတတ်ပါတယ်။အဲ့တော့လုံလုံရရမှအလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့အဆင်မပြေပါဘူးဆိုတဲ့သူတွေကလည်းပဲအဆင်ပြေမှုကောင်းမွန်တိုးတက်မှုတွေကိုရရှိလို့လာစေနိုင်မယ်လားတလားလို့တွေးရပါတယ်။ဒါကြောင့်မို့အလုတ်ကိုင်းနဲ့ပတ်သက်တဲ့အခြေအနေကတင်းလာသားသမီးများတွေဒီဇင်ဘာလမှာအလုံကိုကန်ကောင်းနေလိမ့်မယ်ဆိုတာကိုတွေးရပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့ငွေကြေးကန်ကြမ္မာအခြေအနေကိုကြည့်ပေးပါမယ်။ ငွေကြေးပိုင်းနဲ့ပတ်သက်ပြီးတော့လည်းပဲတိတိတာတာကြီးကိုအစဉ်ပြေမှုကောင်းမွန်မှုတွေကိုရရှိစေပါလိမ့်မယ်ငွေကြေးအစုလိုက်ပုံလိုက်တွေဝင်လာနိုင်ခြင်းရှိတယ်လို့တွေ့ရပါတယ်ငွေကြေးလက်လာပါတွေရှင်လာပါလိမ့်မယ်ဝင်လာရရှိတဲ့လမ်းကြောင်းတွေကလည်းပဲရှော့ရှော့ရှူရှူမြန်မြန်ဆန်ဆန်ဝင်လာပါလိမ့်မယ်အဲ့တော့ပေးရရှိတဲ့ငွေကြေးတွေကိုလည်းပဲ ေးဆက်နိုင်မဲ့အခြေအနေမျိုးတွေကိုတွေ့ရပါတယ်။ငွေကြေးအတွက်နဲ့စိတ်ချမ်းသာမှုတွေကိုအများဆုံးရရှိစေမဲ့လာတလာပဲလို့တွေ့ရပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့ကျန်းမာရေးအတွက်ကိုကြည့်ပေးပါမယ်။ကျွန်တော်ရဲ့မိတ်ဆွေများကအခုလိုကျွန်တော်တင်ဆက်ဟောပြောပေးနေတဲ့ဗီဒီယိုဟောဆန်းလေးတွေကိုအမြဲကြည့်ရှုအားပေးလို့ရအောင်ကျွန်တော်ရဲ့အကောင့်ကို follow မလုပ်ရသေးဘူးဆိုရင်အပေါ်မှာရှိတဲ့ဘေးမှာရှိတဲ့အပောင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ထားပြီးလို့ရပါတယ်ခင်ဗျာကျမကြီးပိုင်းနဲ့ပတ်သက်ရင်လည်းခရူးဆိုင်ဖို့လိုပါတယ်အဲ့တော့ခြေထောက်ကိုဘေးဥပတ်ဖြစ်တတ်တယ်ဆိုတာကိုတွေ့ရပါတယ်နောက်ခေါင်းမူတာတွေခေါင်းနောက်တာတွေခေါင်းမကြည့်တာတွေနောက်ဇက်ကြောတက်တာမျိုးတွေမကြာခဏဖြစ်တတ်ပါတယ်အဲ့တော့ကျမကြီးပိုင်းနဲ့ပတ်သက်ရင်ဘာမှမဖြစ်ရင်တော့ဘာမှမဖြစ်ဘူးဖြားတာနာတာနေထိုင်မကောင်းဖြစ်တာတွေကြုံလာခဲ့ပြီဆိုရင်တော်တော်နဲ့ပြန်ပြီးတော့နလန်မထားတဲ့လိုမျိုး ဖြစ်နေရပါတယ်ဒါမှမဟုတ်ကျမရေးပိုင်းမှာဂယူဆိုင်ဖို့လိုလိမ့်မယ်လို့မှာကြားလိုပါတယ်ခင်ဗျာလူမှုပေါင်းသင်းဆက်ဆံရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေပဲဖြစ်ပါတယ်အဲ့တော့လူမှုပေါင်းသင်းဆက်ဆံရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေမှာတော့နည်းနည်းလေးစကားပြောစရာလေးတွေစကားများစရာကိစ္စလေးတွေဖြစ်ပေါ်စေနိုင်ပါတယ်လူမှုရေးပိုင်းမှာနည်းနည်းလေးပြဿနာမကင်းဘူးလို့ဆိုရမယ့်အချိန်ကာလပဲဖြစ်ပါတယ်ခင်ဗျာနောက်ကျမရေးနဲ့ပါတာရေးအခြေအနေကိုကြည့်ပြပါမယ် အဲ sorry ပညာရေးနဲ့ဘာသာရေးအခြေအနေကိုကြည့်ပေးမှာပဲဖြစ်ပါတယ်ပညာရေးဘက်မှာအထူးကံကောင်းပါတယ်ပညာရေးနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာတိုးတက်အောင်မြင်မှုတွေကိုရရှိစေနိုင်လိမ့်မယ်လို့တွေးရပါတယ်ထို့အတူပဲဘာသာရေးနဲ့ပတ်သက်တဲ့အလုပ်တွေကိုလည်းပဲလုပ်ဖြစ်ပါလိမ့်မယ်လုပ်ဖြစ်တဲ့အလုပ်တွေမှာလည်းပဲအောင်မြင်မှုရရှိလိမ့်မယ်ဆိုတာကို တွေ့ရပါတယ်ခင်ဗျာနောက်တစ်ခါကတော့ခยีသွာလာလှုပ်ရှားမှုနဲ့ပတ်သက်တဲ့အခြေအနေပါကောင်းသောခยีတွေသွာတတ်တယ်ခยีဝေးတွေမဟုတ်ရင်တောင်မှပဲနင်းနီနာနာကိုသွားပြစ်လာပြစ်ထားမျိုးတွေရှိပါလိမ့်မယ်စိတ်ချမ်းသာတဲ့ခยีတွေကိုသွားရတတ်ပါတယ်သွားပြစ်လာပြစ်လှုပ်ရှားပြစ်တဲ့အခြေအနေတွေအားလုံးနဲ့ပတ်သက်ပြီးတော့အလွန်ကိုကောင်းတယ်လို့တွေ့ရပါတယ်ခင်ဗျာရန်အတိုက်ခိုက်နဲ့ပတ်သက်တဲ့အခြေအနေပါရန်အတိုက်ခိုက်လေးတွေကအနည်းနဲ့များရှိနိုင်ပါတယ်အထူးသဖြင့်တော့ လူကိုထိခိုက်စေနိုင်တဲ့အခြေအနေမျိုးမဟုတ်ဘဲနဲ့ကိုယ့်ကိုယ်နဲ့နဲ့အာယုံနောက်စီမဲ့ပေါ့နော်စိတ်ညစ်စရာလေးတွေကြုံတွေ့ရစေနိုင်တဲ့ပြဿနာအနောက်ရက်လေးတွေတော့ ီလာတွင်မှာကြုံတွေ့လာရနိုင်တယ်ဆိုတာကိုတွေ့ရပါတယ်ခင်ဗျာ။ကြတာကတော့တင်ရတာသားသမီးများအတွက်ဒီဇင်ဘာလတွင်မှာကြုံတွေ့ရနိုင်တဲ့အကြောင်းအချက်လေးတွေကိုအရင်ဆုံးပြပြဆုံးဆုံးတွေဟောပေးတာပါ။နောက်တစ်ချိန်တဲရောကန်လေးထပ်ချိုးပြီးတော့တင်ရတာသားသမီးများဟာဒီလာတွင်မှာဘလို့ကံအခွင့်အလမ်းကောင်းတွေကြုံရနိုင်မလဲ။နောက်ဘလို့အရာတွေကိုဂယူဆိုင်ဖို့လိုတယ်လဲ။ဘလို့ရရာတွေကိုစောင့်ရဲသင့်ပါတယ်လဲဆိုတာကိုအကြံပြုလမ်းညွှန်ပေးပါမယ်။အခုလိုကျွန်တော်ဗီဒီယိုဟောပြောပေးတယ်ဆိုတာကနေသားလိုက်အဟောတွေမှာတင်းလာဆိုလဲတင်းလာတွေကအများကြီးပါပဲ။ကျွန်တော်ရဲ့ဟောချက်ကအားလုံးနဲ့ထပ်တူကြ ားဖို့ဆိုတာတော့မလွယ်ပါဘူးအဲ့တော့တဦးချင်းတယောက်ချင်းအသေးသေးသိချင်းမေးချင်တဲ့သူတွေက TikTok bio မှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်အဲ့ဒီကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးပြီးတော့ကျွန်တော်ရှိပါ ဒါ online ကနေပေးနေမေးလို့ရပါတယ်။နောက်ရန်ကုန်မှာရှိတဲ့မိတ်ဆွေများကကျွန်တော်နဲ့အပြင်မှာလူတွေ့တွေ့ဆုံမြင်းမြန်းကျင်တယ်ဆိုရင်ဒီလားကုန်ပိုင်းနဲ့လာဇန်ပိုင်းလေးမှာကျွန်တော်ရန်ကုန်မှာရှိပါတယ်။အဲ့တော့ကျွန်တော်ကိုကြိုတင်ဆက်သွယ်ပြီးတော့စာရင်းပေးပြီးတော့လာရောက်တွေ့ဆုံမြင်းမြန်းလို့ရပါတယ်။ Viber Telegram ကပဲဖြစ်ဖြစ် TikTok Messenger ကပဲဖြစ်ဖြစ်ဖုန်းဆက်ပြီးတော့ပဲဖြစ်ဖြစ်စာရင်းတော့ကြိုပေးထားဖို့လိုပါတယ်။ကျွန်တော်ရှိကိုဗီဒီယိုလာရောက်မြင်းမြန်းတဲ့မိတ်ဆွေများကိုဗီဒီယိုဟောပေးရုံနဲ့မဟုတ်ပဲ တက်နိုင်တဲ့အဆောင်ရရလက်ဆောင်တွေကိုပါကျွန်တော်မြစ်တာလက်ဆောင်ပေးဖို့အတွက်စီစဉ်ထားပါတယ်ခင်ဗျာကဲခုဆက်လက်ပြီးတော့တင်းလာသားမီးများတွေနောက်တစ်ချိန်ကျွန်တော်တရော့ကလေးထိုးကြည့်လိုက်ပါပြီတင်းလာသားမီးများခင်ဗျာဒီကာလာတော်တွင်းမှာအပြောင်းလဲတချို့ပေါ်ပေါက်လို့လာနိုင်ပါတယ်ဒီအပြောင်းလဲတွေဟာကောင်းသောအပြောင်းလဲတွေဖြစ်လာနိုင်လိမ့်မယ်ဆိုတာကို တွေ့ရပါတယ်အဲ့တော့ဒီလအတွင်းမှာငင်ငင်လေးနေနေရတာမျိုးမဟုတ်ပဲလှုပ်လှုပ်ရှားရှားသွားသွားလာလာလေးတွေလည်းပဲရှိနေလိမ့်မယ်လို့တွေ့ရပါတယ်အဲ့တော့အခက်ခဲလေးတွေရှိခဲ့တော့လည်းပဲအဲ့ဒီအခက်ခဲလေးတွေကနေလှင်းလင်းမြန်မြန်ပေါ့နော်လွတ်မြောက်ပြီးတော့ကောင်းမွန်တဲ့တိုးတက်အောင်မြင်မှုတွေကိုရရှိစေနိုင်မယ့်လတလာပဲလို့တွေ့ရပါတယ်ခင်ဗျာဆောင်ရွက်ရမယ့်ရည်ရွယ်ကတော့မြတ်စွာဘုရားရှိခိုးတော်မြတ်ကြီးရဲ့ထာမှာ ဘိန်းဘုံတပကံကတ်လူပူဇော်ပြီးတော့စုကောင်းပေးပါလို့ရရားလေးပေးလိုက်ရပါတယ်အဲ့တော့မိတ်ဆွေများကအောက်ဘက်မှာ comment လေးတွေရေးခဲ့လို့ရပါတယ် like share လေးတွေနဲ့အားပေးခဲ့ပါဦးခင်ဗျာအင်္ဂါသတိများတွင်အခုဖြတ်တန်းဝင်ရတော့မယ်ဒီဇင်ဘာလတလတာနဲ့ပတ်သက်တဲ့ကံကြမ္မာအခြေအနေများကိုပြည်ပြည်စုံစုံလေးဟောပြောပေးမှာဖြစ်ပါတယ်အရှင်ဆုံးအလုတ်ကိုင်းနဲ့ပတ်သက်တဲ့အခြေအနေလေးကိုကျွန်တော်စပြီးတော့ကြည့်ပေးပါပြီခင်ဗျာအင်္ဂါသတိများဟာအခုဒီဖြတ်တန်းဝင်ရပါမယ် ဒီဇင်ဘာလတလတာကာလတွေမှာထူးထူးခြားခြားအလုံးကိုင်းနဲ့ပတ်သက်တဲ့အခွင့်အလမ်းကောင်းတွေနောက်ထင်မှတ်ပထားတဲ့မျှော်လင့်မှထားတဲ့တိုးတက်အောင်မြင်မှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်ဒီလားတွေမှာရုပ်တရက်ယာဉ်တွေတက်သွားတာလို့အလုံးမှနေရာကောင်းတွေရသွားတာလို့လည်းစတဲ့အခြေအနေမျိုးတွေဖြစ်ပေါ်စေတတ်တယ်ကိုယ်ပိုင်လုံငန်းကိုင်ငန်းလုပ်နေတဲ့သူတွေကလည်းလုံငန်းကိုင်ငန်းတွေတိုးချဲ့ရတာလို့အပြင်းစင်ပြောင်းလဲရတာလို့စတဲ့ပုံစံမျိုးလေးတွေကို တွေ့ရပါတယ်ခင်ဗျာနောက်ပြီးတော့အလုတ်ကိစ္စကိုအကြောင်းပြုပြီးတော့သွာလာလှုပ်ရှားမှုတွေလည်းပဲများနေရတတ်ပါတယ်ဒီနေရာမှာအလုံးနဲ့ပတ်သက်ပြီးတော့တတိထားဖို့လိုတာကသူများကိုယ်ကိုလိန်ညာလှဲသားတာမျိုးတွေမခံရလေအောင်တတိထားပါနောက်တစ်ခုကကိုယ်တိုင်လည်းပဲအလုတ်ကိစ္စနဲ့ပတ်သက်ပြီးတော့သူများကိုဂတိပြတ်သွားတာမျိုးတွေမဖြစ်စေအောင်ဂယူဆိုင်ဖို့လိုတယ်လို့မှာကြားလို့ပါတယ်ခင်ဗျာဆက်လက်ပြီးတော့ငွေကြေးကန့်ကြမ္မာအခြေအနေကိုကြည့်ပါမယ် ငွေရင်းချေးအတွက်စိတ်ညစ်စရာလေးတွေစိတ်ရှုပ်စရာလေးတွေကြုံရတတ်ပါတယ်ဒါပေမဲ့အဲ့ဒါကခဏပါပဲပြီးရင်အလုံးအဆင်ပြေသွားပါလိမ့်မယ်ငွေရင်းချေးနဲ့ပတ်သက်တဲ့ဘလောက်ပဲခက်ခဲစေတဲ့ကိစ္စမျိုးပဲဖြစ်ဖြစ်ဒီလအတွင်းမှာပြေလည်အောင်ဖြည့်ရှင်းလုံဆောင်နိုင်လိမ့်မယ်အခြေအနေမျိုးတွေကိုတွေ့ရပါတယ်မထင်မှတ်တဲ့အခြေအနေတွေမမျှော်လင့်တဲ့အနေအထားတွေကနေပြီးတော့လည်းပဲငွေချေးအစုလိုက်ပုံလိုက်တွေဝင်လာနိုင်ခြင်းရှိပါတယ်ဒါမျိုးတီတို့ချဲတို့ထိုးလို့ရပါတယ်ခင်ဗျာအဲ့တော့ ခုဆက်ပြီးတော့ကျွန်တော်ကကျမ်းမာရေးအတွက်ကိုကြည့်ပေးမှာပဲဖြစ်ပါတယ်အဲ့တော့ကျမ်းမာရေးပိုင်းနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်ဒီကာလဟာကျမ်းမာရေးကောင်းမှုစေတဲ့အချိန်ကာလပိုင်းခြားမှုတွေမှာပါပါတယ်ကျမ်းမာရေးပိုင်းနဲ့ပတ်သက်ပြီးတော့တအားကြီးစိတ်ပူစရာတော့မရှိပါဘူးသတိထားပါလို့ပြောမယ်ဆိုလို့ရှိရင်တော့ရေတို့လေတို့အအေးတို့ဂယူဆိုင်ပေးပါဥမာရေချိုးမာတာတို့အေးမိတာတို့ပေါ့နော်အဲဒါမျိုးလေးတွေကိုနည်းနည်းဂယူဆိုင်ပါကြံတဲ့အပိုင်းမှာတော့ဘာမှသိပြီးတော့ စိုးရင်စရာအနေထားရဲ့လို့မတွေ့ရပါဘူးခင်ဗျာလူမှုပေါင်းတဲ့ဆက်ဆံရေးနဲ့ပတ်သက်တဲ့အခြေအနေကိုဆက်ပြီးကြည့်ပေးပါမယ်ကျွန်တော်ရဲ့မိတ်ဆွေများကအခုလိုကျွန်တော်တင်ဆက်ဟောပြောပေးနေတဲ့ဘီဒီယိုဟောစနလေးတွေကိုအမြဲကြည့်ရှုအားပေးလို့ရအောင် follow မလုပ်ရသေးဘူးဆိုရင်ဘေးမှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ထားပေးလို့ရပါတယ်ခင်ဗျာလူမှုရေးပိုင်းမှာလည်းပဲဒီကာလာတော်တွေမှာဒီလာပိုင်းတွေမှာမိတ်ကောင်းဆွေကောင်းနေနဲ့送တွေ့ရတတ်ပါတယ် သူတို့ဘာရဲ့အကူအညီကောင်းတွေကိုရရှိစေနိုင်လိမ့်မယ်လို့တွေးရပါတယ်။အဲဒီလိုပဲကိုယ်တိုင်ကလည်းပဲသူများခက်ခဲနေတဲ့အရာတွေကိုကူညီဆောင်ရဲ့ပေးရမယ့်အခြေအနေမျိုးပေါ့နော်။ကူညီဆောင်ရဲ့ပေးနိုင်မယ့်အနေအထားမျိုးတွေကိုတွေ့ရပါတယ်။ကြီးသောမိမတအိုးရဲ့အကူအညီကောင်းတွေကိုရရှိစေနိုင်လိမ့်မယ်ဆိုတာကိုလည်းပဲ တွေ့ရပါတယ်ခင်ဗျာဆက်လက်ပြီးတော့ပညာရေးကံနဲ့ဘာသာရေးကံကိုကြည့်ပါမယ်ပညာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာအဆင်ပြေပါလိမ့်မယ်တိုးတက်အောင်မြင်ပါလိမ့်မယ်ပညာရေးနဲ့ပတ်သက်ပြီးတော့ဘာမှစိတ်ပူစရာမရှိပါဘူးထို့အတူပဲဘာသာရေးနဲ့ပတ်သက်တဲ့အလုပ်တွေကိုလည်းပဲလုပ်ဖြစ်ပါလိမ့်မယ်အဲ့တော့အဲ့လိုမျိုးလုပ်ဖြစ်တဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့လည်းပဲအောင်မြင်ပါလိမ့်မယ်အဲ့လိုပဲဘာသာရေးအလုပ်တွေကိုကြင်ကြံစူးစမ်းလုပ်ကန်ဆောင်ရွက်နေတဲ့သူတွေကဒီလားတွင်ပါအတိတူးညံတို့အတွေးတူးအမြင်တို့တရားတူးတွေရသွားနိုင်တဲ့ပုံစံမျိုးလေးတွေကိုလည်းပဲတွေ့ရပါတယ်ခင်ဗျာ ။နောက်ခရီးသွားလာလှုပ်ရှားမှုနဲ့ပတ်သက်တဲ့အခြေအနေပဲဖြစ်ပါလေ။ကောင်းသောခရီးတွေသွားတတ်တဲ့စိတ်ချမ်းသာတဲ့ခရီးတွေသွားရတတ်ပါလေ။တနေရာကိုသွားမယ်လို့ယူရပြီးမှအဲ့တနေရာကနေနောက်တနေရာကိုဆက်ပြီးတော့သွားပြစ်မဲ့ပုံစံမျိုးလေးတွေကိုလည်းပဲတွေ့ရပါလေ။အဲ့တော့ခရီးထွက်သွားတာတို့သွားပြစ်လာပြစ်လာမျိုးတို့မရှိသေးဘူးဆိုရင်တောင်မှပဲခရီးထွက်ဖို့အတွက်စီစဉ်ဆောင်ရွက်ပြစ်နိုင်တဲ့ပုံစံမျိုးလေးတွေကိုတွေ့ရပါလေခင်ဗျာ။ရန်အတိုက်ခိုက်နဲ့ပတ်သက်တဲ့အခြေအနေကိုကြည့်ပါမယ်။ ရန်အတိုက်ခိုက်တင်တဲ့ပတ်သက်ပြီးတော့လည်းပဲအနှောက်အယှက်တွေကနေပြီးတော့ looking စေနိုင်တဲ့လာပိုင်းချားကိုရောက်ရှိလို့နေပါတယ်။ဒါမှမဟုတ်ဒီကာလအတွင်းမှာရန်အတိုက်ခိုက်အနှောက်အယှက်တွေနဲ့ပတ်သက်ပြီးတော့သိပ်ပြီးတော့စိတ်ပူစရာမရှိဘူး။သိပ်အာရုံနောက်စရာမရှိဘူးပေါ့ခင်ဗျာ။ကြေတာကတော့အင်္ဂါသားနည်းများအနေနဲ့ကြုံတွေ့ရနိုင်တဲ့အခြေအနေလေးတွေကိုဒါပြပြသုံးသုံးလေးအကျဉ်းဆုံးဟောပြတာပါ။နောက်တစ်ချိန်တဲရော့ကလေးထပ်ချုပ်ပြီးတော့အင်္ဂါသားနည်းများဟာဒီလအတွင်းမှာဘလို့ကံအခွင့်အလန်းကောင်းတွေကြုံတွေ့ရနိုင်အောင်မလဲ။ ။အဲနောက်ပြီးလို့ရှိရင်ဘယ်လိုအရာတွေကိုဂယူဆိုင်ဖို့လိုသလဲ။ဘယ်လိုရည်ရည်တွေကိုစောင့်ရဲသင်ပါတယ်လဲဆိုတာကိုထပ်ပြီးတော့ကြည့်ပေးပါမယ်။အခုလို့ကျွန်တော်နေသားလိုက်ဟောပြောပေးတယ်ဆိုတာကအများကိုခြုံငုံပြီးတော့ဟောပြောပေးတာပါ။အင်္ဂါဆိုလို့ရှိရင်အင်္ဂါတွေအများကြီးပါပဲ။ကျွန်တော်ရဲ့ဟောချက်ကအားလုံးနဲ့ထပ်တူကြဖို့ဆိုတာကတော့မလွယ်ပါဘူးခင်ဗျာ။အဲတော့တဝူးချင်းတရားချင်းမှာကိုယ့်ရဲ့အကြောင်းကိစ္စတွေကိုအသေးစိတ်သိချင်မေးချင်တဲ့သူတွေကတိတော့ဘာယုံမှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်။အဲဒီကနေဆက်သွယ်ပြီးတော့ online ကနေပြီးတော့ကျွန်တော်ရှိမှာ အဘီဒီမင်းမြန်တို့ရပါတယ်ခင်ဗျာဒါအပြင်ရန်ကုန်မှာရှိတဲ့မိစေများကအခုဒီလားပေါ်မိုင်းနဲ့လာစားမိုင်းမှာကျွန်တော်ရန်ကုန်မှာရှိပါတယ်ကျွန်တော်နဲ့အပြင်မှာလူတွေတွေးဆမေးမြန်းခြင်းနဲ့ဆိုတဲ့သူတွေကကျွန်တော်ကိုအဲကြိုတင်ဆက်သွယ်စီရင်ပေးပြီးတော့တွေးဆမေးမြန်းနိုင်ပါတယ်အဲ့တော့ကျွန်တော်ဘက်ကဘီဒီဟောပြောပေးတာအပြင်ပေါ့နော် တတ်နိုင်တဲ့အဆောင်ရရာလေးတွေကိုပါမြစ်တာလည်းဆောင်ပေးဖို့အတွက်စီစဉ်ဆောင်ရွက်ထားပါတယ်ခင်ဗျာကဲခုဆက်လက်ပြီးတော့အင်္ဂါသားမြင်းများအတွက်နောက်တစ်ချိန်ကျွန်တော်တဲရော့ကတ်လေးချူကြည့်လိုက်ပါပြီ င်္ဂသာမီးများအနေနဲ့အခုဒီဇင်ဘာလတလတာကာလတော်တွင်မှာအခွင့်အလမ်းကောင်းနေတဲ့တိုးတက်အောင်မြင်မှုတွေရရှိစေနိုင်ဖို့အတွက်နည်းနည်းလေးစိတ်ရှိရတာတွေသီးခံရတာတွေအချိန်ပေးပြီးတော့ထိုင်ဆောင်နေရတာမျိုးတွေလည်းပဲရှိနိုင်ပါတယ်။နောက်အကူအညီကောင်းအထောက်ပံ့ကောင်းတွေကိုလည်းပဲအ tilde ထင်ရှားစွာနဲ့ရရှိစေနိုင်မယ်လားတလားပဲလို့ တွေ့ရပါတယ်ခင်ဗျာအဲ့တော့ဘာပဲဖြစ်ဖြစ်ဒီလားဟာအားလုံးကိုခြုံပြီးကြည့်မယ်ဆိုရင်တော့တလာလုံးတိုင်းတာမှာကိုယ့်တွေကံလာတာတွေအထူးကောင်းမှုတိုးတက်မှုတွေရရှိလာစေနိုင်မယ်လာတလာပဲလို့တွေ့ရပါတယ်ဆောင်းဝဲရမယ့်ယရိယာကတော့ကိုဝင်ဆောင်တဲ့မိခင်လောင်တူဦးကိုတတ်နိုင်သလောက်ကူညီလှူဒန်းပေးပါလို့ဒါယရိယာလေးပေးလိုက်ရပါတယ်အဲ့တော့မိတ်ဆွေများကအောက်ဘက်မှာ comment လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာ ျွန်တော်ရဲ့မိတ်ဆွေတောက်ကြသားသမီးများတွေအခုဖြတ်တန်းဝင်ရတော့မယ့်ဒီဇင်ဘာလတလတာနဲ့ပတ်သက်တဲ့ကကြမာအခြေအနေများကိုပြပြဆုံးဆုံးလေးဒါတဲရော့ကလေးတွေနဲ့ကြည့်ရှုပြီးတော့ခေါ်ပြောပေးမှာပဲဖြစ်ပါတယ်။အဲ့တော့ပထမဆုံးအလုတ်ကိုင်းနဲ့ပတ်သက်တဲ့အခြေအနေလေးကိုကျွန်တော်စပြီးတော့ကြည့်ပေးလိုက်ပါပြီ။တောက်ကြသားသမီးများဟာအခုဒီဇင်ဘာလအတွင်းမှာဘယ်လိုအလုပ်မျိုးကိုပဲလုပ်လို့အင်တိုင်းအားတိုင်းနဲ့ကြိုးကြိုးစားစားလုပ်ကိုင်းဆောင်ရွက်ဖို့လိုပါတယ်။အလုံးနဲ့ပတ်သက်ပြီးလို့ရှိရင်သိပ်ပြောင်းညံ့နေလို့မရပါဘူး။အလုံးမှာအဲဘယ်လိုပြောမလဲဆိုတော့ စိတ်အားလူအားပေါ့နော်ဒါနှစ်ပြီးလို့ရှိရင်ကြိုးကြိုးစားစားနဲ့လောက်ကန်ဆောင်ရွက်မှတိုးတက်အောင်မြင်မှုတွေကိုရရှိလို့လာနိုင်လိမ့်မယ်ဒါလားတလားပဲလို့တွေ့ရပါတယ်အဲ့တော့ပုံမှန်အခြေအနေတဲကိုပို့ပြီးတော့ကြောင်းလဲတိုးတက်မှုတွေကိုလည်းပဲရရှိသွားနိုင်တယ်လို့တချို့စိတ်အားလူအားပျော်ညံ့တဲ့သူတွေကအလုံးမှလဲပြိုသွားတာမျိုးတွေလည်းပဲဖြစ်တတ်ပါတယ်เนาะဒါလေးကိုလည်းပဲသတိရှိဖို့လိုပါတယ်အဓိကအားဖြင့်တော့အလုံးမှအနှောက်အယှက်လေးတွေပေါ်ပေါက်လို့လာနိုင်ပါတယ်အခက်အခဲလေးတွေစိန်ခေါ်မှုလေးတွေ အဲကြုံတွေ့လာရနိုင်ပါတယ်ဒါတွေကိုဖြတ်ကျော်နိုင်အောင်ကြိုးစားလုပ်ကန်ဆောင်ရွက်ပါလို့ကျွန်တော်အနေနဲ့အကြံပြုပေးလိုပါတယ်ခင်ဗျာငွေကြေးခံကြမှာအခြေအနေကိုကြည့်ပါမယ်ငွေကြေးကတော့တော်တော်လေးအဆင်ပြေမယ်လာတလာလို့တွေးရပါတယ်ပုံမှန်စည်းဝါပုံမှန်အလုပ်ပုံမှန်ဝင်ငွေလမ်းကြောင်းတွေအပြင်တခြားအဲထိပေါသလိုချဲပေါသလိုအမွေရသလိုမျိုးပေါ့ငွေကြေးအစုလိုက်ပုံလိုက် ကန္တရားရဲ့အလျောက်ပေါ့နော်ဝင်လာနိုင်တဲ့အခြေအနေမျိုးတွေကိုလည်းပဲကြုံတွေ့လာရနိုင်ပါတယ်။နောက်ကို့မှာကြုံတွေ့နေရတဲ့ငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲတွေအတွက်လည်းပဲအကူအညီကောင်းတွေကို ရရှိလို့လာနိုင်ပါလိမ့်မယ်။ငွေကြေးနဲ့ပတ်သက်ပြီးတော့များသောအားဖြင့်စိတ်ချမ်းသာပါလိမ့်မယ်။အဲပျော်ရွှင်ရမယ့်လာတလာပဲလို့တွေးရပါတယ်ခင်ဗျာ။အခုလိုကျွန်တော်ပုံမှန်တကယ်ဟောပြောပေးနေတဲ့ဗီဒီယိုဟောဆန်းလေးတွေကိုအမြဲကြည့်ရှုလို့ရအောင်ဟောလို့မလုပ်ရသေးတဲ့သူများကဘေးမှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ပေါ်လို့လှူထားပေးလို့ရပါတယ်။ကျမ်းမာရေးအတွက်ကိုကျွန်တော်ဆက်ပြီးကြည့်ပေးလိုက်ပါပြီ။ကျမ်းမာရေးအတွက်လည်းလုံးဝစိတ်ပူစရာမလိုပါဘူး။ဒီလပိုင်းဟာ ကျမ်းမာရေးကောင်းမွန်စေတဲ့လာတလာပဲဖြစ်ပါတယ်။ကျမ်းမာရေးညံ့နေတဲ့သူတွေချိခဲ့မယ်ဆိုလည်းပဲမြင်မြန်ဆက်ဆက်ကောင်းမွန်တိုးတက်မှုတွေကိုရရှိလို့လာနိုင်ပါလိမ့်မယ်လို့တွေးရပါတယ်ခင်ဗျာ။နောက်တစ်ခုကတော့လူမှုပေါင်းတင်ဆက်ဆံရေးပဲဖြစ်ပါတယ်။လူမှုရေးပိုင်းမှာတော့အစင်မပြေတဲ့သူတချို့နဲ့ကြုံတွေ့ရနိုင်ပါတယ်။တချို့သောသူတွေနဲ့စိတ်သဘောထားချင်းကွဲလွဲမယ်တချို့သောသူတွေနဲ့လမ်းခွဲသွားရတာမျိုးတွေ။နောက်ပြဿနာလေးတွေကြုံရတဲ့ပုံစံမျိုးလေးတွေကိုလည်းပဲ တွေ့ရပါတယ်ဒါပေမဲ့လူမှုပေါင်းတဲ့ဆက်ဆံရေးမှာတော့နည်းနည်းလေးဂယူးဆိုင်ပါလို့မှာကြားလို့ပါတယ်ခင်ဗျာပညာရေးကံနဲ့ဘာသာရေးကံကိုကြည့်ပါမယ်အလွန်ကောင်းပါတယ်ပညာရေးနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာတိုးတက်အောင်မြင်မှုတွေကိုရရှိလာနိုင်နိုင်မဲ့နေထိုင်မှုတွေကိုတွေ့ရပါတယ်ထို့တူပဲဘာသာရေးနဲ့ပတ်သက်ပြီးတော့အရင်လောက်ခဲ့မှုတွေအလုပ်တွေပြန်ပြီးတော့လုပ်ဖြစ်မဲ့ပုံစံမျိုးတွေကိုတွေ့ရတယ် အတိရူးညာတို့အတွေ့ရူးတရားရူးတွေကိုလည်းပဲရရှိနေနိုင်မဲ့လာတလာလို့တွေ့ရပါတယ်။နောက်တစ်ခုကတော့ခရီးသွားလာလှုပ်ရှားမှုနဲ့ပတ်သက်တဲ့အခြေအနေပဲဖြစ်ပါတယ်။ခရီးသွားလာလှုပ်ရှားမှုတွေမှာလည်းပဲအဆင်ပြေနိုင်ပါတယ်။ဘာသာရေးနဲ့ပတ်သက်တဲ့ခရီးမျိုးတွေကိုလည်းပဲတွားရတတ်ပါတယ်။ဖျားမှုခရီးတို့အဲ့ဒါအလှူဒန်းခရီးတို့ပေါ့နော်။တွားရတတ်ပါတယ်။အဲ့တော့ ခยีကိစ္စတွေမှာလည်းပဲအသင့်ပြပြီးတော့စိတ်ချမ်းသာရလိမ့်မယ်လို့တွေးရပါတယ်ခင်ဗျာရန်အတိုက်ခိုက်အနှောင့်အယှက်နဲ့ပတ်သက်တဲ့အခြေအနေပါဒီကာလတည်းမှာရန်အတိုက်ခိုက်တွေမကင်းပါဘူးဒါပေမဲ့အဲ့ဒီအခြေအနေတွေကိုတောင်းပန်စွာဖြတ်ကျော်နိုင်လိမ့်မယ်တာစီကာွယ်နိုင်လိမ့်မယ်အနေအထားမျိုးတွေကိုတွေးရပါတယ်အဲ့တော့ပြဿနာတွေရန်တွေဘလောက်ပဲရှိရှိပေါ့နော်ဘာမှကိုအဲတိတ်ပြီးတော့မှုနေတရားကြောက်နေတရားမလိုပါဘူးအားလုံးကို ဖြတ်ကျော်နိုင်မဲ့လတလာလို့တွေးရပါတယ်ခင်ဗျာကြတာကတော့တဲရော့ကလေးတွေကိုကြည့်ပြီးတော့တောက်ကြသားမိများကြုံတွေ့လာရနိုင်တဲ့အခြေအနေတွေကိုပြည့်ပြည့်စုံစုံလေးဟောပြောပေးတာပါနောက်တစ်ချိန်တဲရော့ကလေးထပ်ချိုးပြီးတော့ဒီဇင်ဘာလအတွင်းမှာဘာတွေထူးထူးခြားခြားကြုံတွေ့လာရနိုင်အောင်မလဲနောက်ဘလို့ရရလေးတွေကိုစောင့်ရဲတင်ပါတယ်ဆိုတာကိုကြည့်ပေးပါပဲဖြစ်ပါတယ်အခုလိုကျွန်တော်ဗီဒီယိုဟောပြောပေးတဲ့ဆိုတာကအားလုံးကိုအများနဲ့ခြုံငုံပြီးတော့ဟောပြောပေးတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဟောချက်တွေကအားလုံးနဲ့ထပ်တူကြဖို့ဆိုတာကတော့မလွယ်ပါဘူးခင်ဗျာအဲ့တော့ကိုယ့်ရဲ့အကြောင်းကိစ္စတွေကိုအသေးစိတ်သိချင်မေးချင် င်တဲ့သူတွေကတစ်တော့ဘိုင်ယိုမှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်အဲဒီကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးပြီးတော့ဗီဒီယိုမင်းမြန်းလို့ရပါတယ်ခင်ဗျာအဲနောက်တစ်ခုကရန်ကုန်မှာရှိတဲ့မိတ်ဆွေများကကျွန်တော်နဲ့အပြင်မှာလူတွေ့ပြေဆိုမင်းမြန်းနိုင်ဖို့အတွက်ဆိုရင်အခုဒီ နိုဝင်ဘာလလာကုန်ပိုင်းနဲ့လာဇန်ပိုင်းမှာပေါ့နော်ကျွန်တော်ရန်ကုန်မှာရှိပါတယ်အဲ့တော့ကျွန်တော်ကိုကြိုတင်ဆက်သွယ်ပြီးတော့စာရင်းပေးပြီးတော့တွေးဆမေးမြန်းလို့ရပါတယ်ခင်ဗျာ TikTok Messenger ကပဲဖြစ်ဖြစ် Viber Telegram ကပဲဖြစ်ဖြစ်ဖုန်းဆက်ပြီးတော့ပဲဖြစ်ဖြစ်စာရင်းကြိုပေးဖို့တော့လိုအပ်ပါတယ်အဲ့တော့ကျွန်တော်နဲ့တွေးဆမေးမြန်းတဲ့မိတ်ဆွေများကိုကျွန်တော်ကဗီဒီယိုဟောပြောပေးရုံနဲ့မကပဲနဲ့ကျွန်တော်ဘက်ကတတ်နိုင်တဲ့အဆောင်ရရလက်ဆောင်လေးတွေကိုပါပေးဖို့အတွက်ကိုစီစဉ်ဆောင်ရွက်ထားပါတယ်ခင်ဗျာကဲခုဆက်လက်ပြီးတော့တောက်ကြသားမိများပဲနောက်တစ်ချိန်ကြဲရက်ကနေကျွန်တော်ထပ်ပြီးတော့ချိုးကြည့်လိုက်ပါပြီ တောက်ကြသားမိများခင်ဗျာဒီဒီလင်မာလာတဲမှာပေါ့เนาะအချင်းလုံးမဲ့ဆိုပြီးတော့မလုံးဖြစ်ခဲ့တဲ့အလုပ်တွေပြန်ပြီးတော့လုံးဖြစ်တာမျိုးတွေအဲ့တော့ကိုယ်လက်လွတ်ခဲ့ရတဲ့အခွင့်အလမ်းကောင်းတွေပြန်ပြီးတော့ရလာတာမျိုးတွေဂျုံအားနိုင်ပါတယ်။နောက်အဲ့လိုပဲကွဲခွာနေတဲ့သူတွေနဲ့ပြန်လဲစုံတွေးရတာတို့အဆက်အသွယ်ကောင်းတွေပြန်ရလာတာမျိုးတို့ဒါမျိုးတွေလည်းပဲရှိနိုင်ပါတယ်ခင်ဗျာ။နောက်သူလူဘာရဲ့ကျမ်းမာရေးကိစ္စတွေကိုအကူအညီဆောင်ရွက်ပေးရတတ်တဲ့စေယုံစေကန်းတွေကို သွားရတတ်ပါတယ်။ဆောင်ရွက်ရမယ့်ယရိယာကတော့နေထိုင်မကောင်းတဲ့သူအဲ့လိုမကြမ်းမမှဖြစ်နေတဲ့သူတွေကိုတတ်နိုင်သလောက်စေဝါတတ်စာလှူဒန်းကူညီပေးပါလို့ယရိယာလေးပေးလိုက်ပါတယ်။ဗီဒီယိုပိုင်းလေးကိုအဆုံးထိကြည့်ယူအားပေးပါတယ်မိတ်ဆွေများကအဖေမှာကွန်မန့်လေးတွေမှတ်ခဲ့ပါအောင်။ Like Share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ။ ကျွန်တော်ရဲ့မိတ်ဆွေစနေသားလေးများတွေအခုဖြတ်တန်းဝင်ရတော့မယ်ဒီဇင်ဘာလတလတာနဲ့ပတ်သက်တဲ့ကံကြမ္မာအခြေအနေများကိုဒါထဲတော့ကလေးလေးနဲ့ပြည့်ပြည့်စုံစုံလေးဟောပြောပေးမှာပဲဖြစ်ပါတယ်ခင်ဗျာပထမဆုံးအလောက်ကိုင်းနဲ့ပတ်သက်တဲ့အခြေအနေလေးကိုကျွန်တော်စပြီးတော့ကြည့်ရှုပေးပါပြီစနေသားမီးများဟာအခုဖြတ်တန်းဝင်ရပါမယ်ဒီဇင်ဘာလတလတာကာလအတွင်းမှာအလုံးနဲ့ပတ်သက်ပြီးတော့ဒါမိမိကိုမိမိပေါ့နော်တော်လေးကယူဆိုင်ဖို့လိုပါတယ်အလုံးမှာစိတ်မပါတာတွေအလုံးမှာစိတ်မပျော်တာမျိုးတွေ ဖြစ်တတ်ပါတယ်။နောက်အလုံးမှာစိတ်ညစ်စရာလေးတွေနဲ့တူအနှောက်ယှက်လေးတွေလည်းပဲပေါ်ပေါက်လို့လာနိုင်တယ်ဆိုတာကိုတွေ့ရပါတယ်။ဒီကအပြင်တော့ပြောချင်တာကဒီလာအတွင်းမှာကြိုတင်စီစဉ်ထားတဲ့ကိစ္စတွေကစီစဉ်ထားတဲ့အတိုင်းအစီအစဉ်တကျဖြစ်မလာနိုင်တဲ့ပုံစံမျိုးတွေကိုကြုံရတတ်ပါတယ်။အဲ့တော့ဘယ်ကိစ္စကိုပဲဖြစ်ဖြစ်ကြိုပြီးတော့စီစဉ်တာမျိုးမဟုတ်ဘဲနဲ့ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေပေါ်မူတည်ပြီးတော့မြ мян ဆန်းဆန်း အဲစဉ်းစားဆုံးဖြတ်ပြီးတော့လောက်ကန်ဆောင်ရွက်ပါလို့ကျွန်တော်အနေနဲ့အကြံပြုပေးလိုပါတယ်အလုံးမှာအနှောင့်အယှက်လေးတွေပေါ်တတ်တယ်အခက်အခဲလေးတွေစိန်ခေါ်မှုလေးတွေရှိနိုင်ပါတယ်ဒါပေမဲ့တစ်ခါကပြန်ပြီးကြည့်မယ်ဆိုလည်းပဲဒီလာပိုင်းတွင်မှာမထင်မှတ်တဲ့အခြေအနေတွေမမျှော်လင့်တဲ့လမ်းကြောင်းတွေကနေပြီးတော့လည်းပဲတိုးတက်အောင်မြင်မှုတွေကိုရှာဖွေရရှိနိုင်လိမ့်မယ်အနေအထားမျိုးတွေကို တွေ့ရပါတယ်ခင်ဗျာဆက်လက်ပြီးတော့ငွေကြေးကန်ကြမ်းမှာအခြေအနေကိုကြည့်ပါမယ်ငွေကြေးပိုင်းမှာလည်းပဲအခက်အခဲလေးတွေအနည်းငယ်များကြုံလာရနိုင်ပါတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့စကားပြောရမယ်ပြောဆိုဖြည့်ရှင်းရမယ်ကိစ္စလေးတွေကြုံရတတ်ပါတယ်เนาะအဲ့တော့များသောအားဖြင့်ဒီလအတွင်းမှာ ငွေကြေးကတအားကြီးကိုအနေနဲ့ပေါ့နော်ချောင်းလဲနေတာမျိုးမဟုတ်ပါဘူးအဲအကုန်ကြေးတွေများတတ်တယ်အခက်ခဲတွေကိုဖြေရှင်းရတတ်တယ်ဒါမှမဟုတ်ငွေကြေးကိုအဲတေချာတိုင်းဟွာပြီးတော့အဲသုံးတတ်ဖို့လိုပါလိမ့်မယ်ခင်ဗျာငွေကြေးနဲ့ပတ်သက်ပြီးတော့ဒါအញ្ញမ်းရှိတယ်လို့ကျွန်တော်ကတော့ဒီလာအတွက်ကိုမှာချလို့ပါတယ်နောက်တစ်ခုကတော့ကျမ်းမာရေးအတွက်ဖြစ်ပါတယ်မိတ်ဆွေများကအခုလို့ကျွန်တော်တင်ဆက်ဟောပြောပေးနေတဲ့ဗီဒီယိုဟောဆန်းလေးတွေကိုအမြဲကြည့်ရှုအားပေးလို့ရအောင် မိမကြီးတဲ့အပေါင်းလေးဝင်နေပြီးတော့ follow မလုပ်ရသေးတဲ့သူများက follow လုပ်ထားပေးလို့ကြားပါလေခင်ဗျာကြားမာရေးပိုင်းနဲ့ပတ်သက်လို့ရှိရင်တအားကြီးညံတတ်တဲ့အခြေအနေမျိုးရဲ့လို့တော့မဟုတ်ပါဘူးဒါပေမဲ့စိတ်ရောလူရောပေါ့နော်အနာပေးဖို့တော့လိုပါတယ်အဲ့တော့စိတ်ရောလူရောအနာပေးပေးနိုင်မှာပေါ့နော်ကြားမာရေးနဲ့ပတ်သက်ပြီးတော့ကောင်းပါလိမ့်မယ်အဲ့လိုမှမဟုတ်ဘူးစိတ်ရောလူရောအနာမပေးဘူးဆိုရင်ပေါ့နော်အဲကြားမာရေးကိစ္စပြဿနာတွေကြုံလာပြီးတော့ဒါအိရာတွေလဲပြီးတော့နေထိုင်မှာကောင်းဖြစ်သွားနိုင်တဲ့ပုံစံမျိုးလေးတွေကို ကြုံရနိုင်တယ်လို့မှာကြားလို့ပါတယ်ခင်ဗျာ။နောက်လူမှုပေါင်းတဲ့ဆက်ဆံရေးပါ။လူမှုရေးပိုင်းမှာတော့များသောအားဖြင့်အဆင်ပြေနိုင်ပါတယ်။ဒါပေမဲ့အဲ့လိုမျိုးအပေါင်းအသင်းမိတ်ဆွေတွေကိုအကြောင်းပြုပြီးတော့ပတ်စံတွေကုံရတတ်တယ်ထွက်ရတတ်တယ်။အဲသူတို့ဘာကိုကူညီပေးနေရတာမျိုးတွေများနေရလိမ့်မယ်ဆိုတာကိုတွေ့ရပါတယ်။တခြားဘာပြဿနာရေးမှာတော့မရှိပါဘူးခင်ဗျာ။နောက်တစ်ခုကတော့ ပညာရေးကံနဲ့ပါလာရေးကံကိုကြည့်ပါမယ်။ပညာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာအောင်မြင်ပါလိမ့်မယ်။တိုးတက်ပါလိမ့်မယ်။ဘာသာရေးနဲ့ပတ်သက်ပြီးတော့လည်းပဲအလွန်ကောင်းပါလေ။အဲဘာသာရေးအလုပ်တွေကိုလည်းပဲများများလေးပို့ပြီးတော့ပြီးပြီးတော့ လုတ်ပေးစေချင်ပါတယ်ခင်ဗျာနောက်တစ်ခုကတော့ခရီးသွားလာလှုပ်ရှားမှုနဲ့ပတ်သက်တဲ့အခြေအနေပါကောင်းသောခရီးတွေသွားရတတ်တဲ့ရက်ဝေးနဲ့ပတ်သက်တဲ့အဆက်အသွယ်ကောင်းတွေအကူအညီကောင်းတွေရရှိစေနိုင်လိမ့်မယ်ဆိုတာကိုတွေ့ရပါတယ်ခရီးသွားလာလှုပ်ရှားမှုမှန်သမျှအားလုံးအဆင်ပြေနိုင်ပါတယ်လို့တွေ့ရပါတယ်ခင်ဗျာဆက်လက်ပြီးတော့ရန်အတိုက်ခိုက်နဲ့ပတ်သက်တဲ့အခြေအနေပဲဖြစ်ပါတယ်ရန်အတိုက်ခိုက်လေးတွေရှိပါတယ်အနှောက်အယှက်လေးတွေရှိပါတယ် စိတ်ညစ်စရာအခြေအနေမျိုးလေးတွေပေါ့နော်ဒါအထောက်အချက်တွေကိုတိုက်ခိုက်တွေကိုအကြောင်းပြပြီးတော့ကြုံတွေ့လာရနိုင်ပါလေဒါမှမဟုတ်ရန်အတိုက်အခိုက်အနှောက်အယှက်တွေကိုတော့ပရိသားပါလို့ကျွန်တော်အနေနဲ့ မှာကြားလို့ပါတယ်ခင်ဗျာခင်ဗျာကတော့ပထမပိုင်းမှာစနေသားနေ့များကြုံတွေ့ရနိုင်တဲ့ကံအကြောင်းချက်လေးတွေကိုအားလုံးပြည့်ပြည့်စုံစုံလေးဟောပြောပေးတာပါနောက်တစ်ချိန်တဲရော့ကတည်းထပ်ချိုးပြီးတော့စနေသားနေ့များအတွက်ဘလို့ထူးထူးခြားခြားအခွင့်အလမ်းကောင်းတွေရရှိနိုင်အောင်မလဲဘာတွေကိုယူဆိုင်ဖို့လိုတယ်လဲဘလို့ရေရရာတွေကိုစောင့်ရဲသင်ပါတယ်ဆိုတာကိုအကြံပြုလမ်းညွှန်ပေးပါမယ်အခုလိုကျွန်တော်ဗီဒီယိုဟောပြောပေးတယ်ဆိုတာကအများကိုခြုံငုံပြီးတော့ဟောပြောပေးတာပါစနေသားမိဆိုလို့ရှိရင်စနေတွေကအများကြီးပဲပေါ့နော်ဒါမှမဟုတ်ကျွန်တော်ရဲ့ဟောချက်ကအားလုံးနဲ့တော့ထပ်တူကြဖို့ဆိုတာကမလွယ်ပါဘူးအဲ့တော့ကိုတူဦးချင်းတရ ောက်ချင်းတွေအသေးစိတ်သိကြင်မေးကြင်တဲ့သူတွေကကျွန်တော်ရဲ့ဒီ TikTok bio မှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်အဲ့ဒီကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးပြီးတော့ဗီဒီယိုမြန်မြန်တို့ရပါတယ်ခင်ဗျာနောက်တစ်ခုကရန်ကုန်မှာရှိတဲ့မိတ်ဆွေများကအခုဒီလာကုန်ပိုင်းနဲ့လာကန်ပိုင်းနဲ့ကျွန်တော်ရန်ကုန်မှာရှိပါတယ်အဲ့တော့ကျွန်တော်နဲ့အပြင်မှာလူတွေ့ တွေ့ဆုံမေးမြန်းခြင်းနဲ့မိတ်ဆွေများကကျွန်တော်ကိုကြိုတင်ဆက်သွယ်ပြီးတော့စာရင်းပေးပြီးတော့ဒါရောက်တွေ့ဆုံမေးမြန်းထိုင်ပါတယ် Viber Telegram ကပဲဖြစ်ဖြစ် TikTok Messenger ကပဲဖြစ်ဖြစ်ဖုန်းဆက်ပြီးတော့ပဲဖြစ်ဖြစ်စာရင်းတော့ကြိုပေးဖို့လိုပါတယ်ကျွန်တော်နဲ့လာရောက်တွေ့ဆုံမေးမြန်းတဲ့မိတ်ဆွေများကိုကျွန်တော်ကဗီဒီယိုဟောပေးရုံနဲ့မှာကပဲကျွန်တော်တက်နိုင်တဲ့အဆောင်ရည်ရလက်ဆောင်လေးတွေကိုပါပေးဖို့အတွက်စီစဉ်ဆောင်ရွက်ထားပါတယ်ခင်ဗျာကြည့်ခုဆက်လက်ပြီးတော့စနေသားမိများတွေနောက်တစ်ချိန်ကျွန်တော်တေရော့ကလေးထပ်ပြီးတော့ချိုးကြည့်လိုက်ပါပြီစနေသားမိများခင်ဗျာဒီကာလအတွင်းမှာ အနှောက်အယှက်လေးတွေကကျိတ်သေးပေါက်ပေါ်ပေါက်လို့လာနေပါတယ်ဒီလားအတွင်းမှာပေါ့နော်ပြဿနာလေးတွေကပေါ်လာလိုက်ပျောက်သွားလိုက်ရောက်လာလိုက်ပျောက်သွားလိုက်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်ဖြစ်နေတာပါတယ်အဓိကအရေးကြီးတာကတော့ကိုယ့်ရဲ့စိတ်ပါပဲသိပြီးတော့စိတ်အာရုံနောက်မခံပါနဲ့စိတ်ကိုကြည်ကြည်လင်လင်ထားပါတက်တက်ကြွကြွပျော်ပျော်ရွှင်ရွှင်နဲ့နေပါအဲ့တော့ပြဿနာတွေအခက်အခဲတွေကြုံလာရပြီဆိုလို့ချင်းလည်းပဲဒီအခြေအနေတွေကနေပြီးတော့ဘယ်လိုလုံးမြောက်အောင်ဘယ်လိုလုံးရမလဲဆိုတာကိုဒါသူဘာရဲ့အကြံကောင်းညံကောင်းတွေကိုလည်းယူလို့ရတယ်ကိုယ်တိုင်လည်းပဲအချိန်ယူပြီးတော့ဒါနီလန်းရှာဖွေဖို့ကြံပြုလို့ရပါတယ်အဲ့တော့အ ခက်ခဲတွေကြားထဲကနေပြီးတော့တိုးတက်အောင်မြင်မှုတွေကိုတော့ရှာဖွေရရှိနိုင်လိမ့်မယ်ဆိုတာမျိုးကိုတွေ့ရပါတယ်ခင်ဗျာ။ဆောင်ရွက်ရမယ့်ရည်ရာကတော့ကုစုကောင်းမှုတစ်ခုခုကိုပြုလုပ်ဆောင်ရွက်ပါပြီးတဲ့အခါမှာအဲ့ဒီကိုပြုလုပ်ဆောင်ရွက်တဲ့ကုစုကောင်းမှုကိုအမြတ်တမ်းပေးဝေးတာမျိုးလေးတွေကိုဆောင်ရွက်ပေးပါလို့အကြံပြုပေးလိုပါတယ်ခင်ဗျာ။ဗီဒီယိုခိုင်လေးကိုအဆုံးထိကြည့်ပေးတဲ့မိတ်ဆွေများကအောက်ဘက်မှာကွန်မန့်လေးတွေမှတ်ခဲ့ပါအောင် like share လေးတွေနဲ့လည်းပဲအားပေးကြလို့ရှာပါတယ်ခင်ဗျာ